ဘီယာဘိုက်ကနေစစ်ပတ်ထွက်အောင်ကြိုးစားနေတဲ့မြက်မြက်ကို train ပြီးနေတဲ့မျိုးနိုင်ထွန်းပရိသတ်တွေအားလုံးပဲမိင်္ဂလာပါရှင်ပရိသတ်တွေရဲ့အချစ်ကိုတပိတပိုက်ကြီးရရှိထားတဲ့သူလို့ပြောရင်မြက်မြက်လည်းအပါဝင်ပဲဖြစ်ပါမြက်မြက်ကတော့အမှုပညာလောကတွေကိုစောင့်ဝင်လာကလေးကနမည်ပြတ်မရှိခဲ့တဲ့မင်းသားတလက်ဆိုရင်လည်းမှမားတာဖြစ်ပါမြက်မြက်ဟာဆိုရင်ဇက်ကြမ်းလည်းရသလိုဇက်နုလည်းရတဲ့ဆွဲဆောင်ရမင်းသားတလက်ဖြစ်ပါဘမောပီးဇက်ကားတွေမှာဆိုရင်မြက်မြက်ကအပီပြင်းဆုံးပြုတ်ဆောင်နိုင်ခဲ့သူတစ်ယောက်ဖြစ်ပါ စကားပြောလဲပွင့်လင်းပြီးတော့သဘောကောင်းသူတယောက်လည်းဖြစ်တာကြောင့်အမှုပညာအတိုင်းဝိုင်းကလူတွေရဲ့ကြီးမွန်ခြင်းကိုခံခဲ့ရသလိုပရိသတ်တွေရဲ့အချစ်တွေကိုလည်းရယူပိုင်ဆိုင်ထားသူတယောက်ဖြစ်ပါယ်မြင့်မြတ်ပါဝင်တရုတ်ဆောင်တဲ့စကားတွေဟာလည်းအယံကိုပောက်တာဖြစ်ပြီးမြင့်မြတ်ဆိုတာကလည်းဇလန်းတစ်ခုကိုအံဝင်ခွင့်ချဖြစ်အောင်တရုတ်ဆောင်နိုင်သူတယောက်ဖြစ်ပါယ်မြင့်မြတ်ဟာလူကြိုက်အများဆုံးတရုတ်ဆောင်တယောက်ဖြစ်ပါယ်မြင့်မြတ်ဟာအရင်ကအကစားမလိုက်စားတာကြောင့်ခန္ဓာကိုယ်ဟာအနှဲငယ်ပျက်စီးလာတာဖြစ်ပြီးတော့အခုချိန်မှာတော့ဂျင်ဆော့နေပြီပဲဖြစ်ပါယ် အရင်ကတော့ကျမ်းမာရေးအရသာစော့တာဖြစ်ပြီးတော့အခုခါမှာတော့မြင့်မြတ်ပြောက်တကယ်ကိုမှစ조사ပြီးခန္ဓာကိုယ်ပြောင်းလဲမှုရအောင်조사နေရဖြစ်ပိုင်းမြင့်မြတ်ကစစ်ပတ်ထွက်ချင်လွန်းတာကြောင့်조사နေရဖြစ်ပြီးအခုဆိုရင်조사မှုရဲ့အထိုင်မြောက်ကိုရရှိနေပြီလို့မြင့်မြတ်ရဲ့ဂျင်ထရိနာမျိုးနိုင်ထွန်းကပြောပါတယ်မြင့်မြတ်ဟာအရင်ကဂျင်တကားမှမစော့ဘူးပေမဲ့လည်းအခုတော့조사စော့နေရဖြစ်ပြီး၆လောက်လောက်ကြာပြီးရဲ့နောက်မှာတော့အတော်လေးကိုပြောင်းလဲသွားတာဖြစ်ပါတယ်အရင်ကဘီယာရီအတောက်များပြီးဘိုက်ပူက ဘီယာပိုက်ဖြစ်နေပြီမိတ်အခုဆိုရင်တော့ကျမ်းမာတန်ဆွမ်းနဲ့ခနာကိုကိုပိုင်ဆိုင်နေပြီပဲဖြစ်ပါစစ်ပတ်ထွက်ခြင်းနဲ့မြင့်မြတ်တယောက်ကဂျင်းထရိနာမျိုးနိုင်ထုံတင် जा ပြည့်ရဲ့အတိုင်းကစားသလိုအစားအသောက်တွေကအစညွန်ကြားမှု အတိုင်းသာစားတယ်လို့ဆိုပါရဲ့အလုပ်တွေမအားပဲကားရိုက်တွေများနေနေတာမှအားတဲ့အချိန်လေးခဏကိုဂျင်းကိုလာပြီးစူးစမ်းလေးခြင်းတယ်လို့ဆိုလာခဲ့ပါရဲ့မြင့်မြတ်ကအခုလက်ရှိမှာတော့စစ်ပတ်မရသေးပေမဲ့လည်းနောက်ဆိုရင်တော့ရတော့မှာဖြစ်ပြီးဘိုင်းမှာလည်းတက်တူးတွေရှိရဲ့အတွက်ကြောင့် သူများတွေထက်စစ်ပတ်ပေါ်အောင်တော့တတော်စ조사ယူရမယ်ဆိုပြီးဂျင်းထရိနာမျိုးနိုင်ထွန်းကဆိုပိုင်ဂျင်းထရိနာမျိုးနိုင်တော်ဟာဆိုရင်တော့အင်တာနေရှင်နယ်ကာယအလှပြိုင်ပွဲတွေမှာသွားရောက်ရှင်ပြိုင်ခဲ့သူဖြစ်ပြီးစုတွေလည်းများစွာရရှိထားတာဖြစ်ပိုင်မြင်းမြက်ကအရန်조사ပြီးဇွဲရှိသူလို့ဂျင်းထရိနာမျိုးနိုင်ထွန်းကဆိုပိုင်အစားကတော့မိသားတယောက်ဖြစ်တဲ့အတွက်နည်းနည်းရှင်ပြိမ့်မြင်းမြက်ကသဘောကောက်နာကြောင်းလဲတင်ကြားပြရမှာအဆင်ပြေခဲ့ပြီးရင်းနှီးသွားကြပြီလို့ဆိုပိုင် မြင့်မြတ်ရိုက်ကူးရေးသွားရတဲ့အခါမျိုးတွေမှာတော့မလုံးဖြစ်တဲ့အခါမျိုးတွေရှိပေမဲ့မြင့်မြတ်ကတော့နေ့တိုင်းမပြတ်မကွက်နဲ့ကျင်ုံလာပြီးခန္ဓာကိုယ်ပြောင်းလဲအောင်အကောင်းဆုံးကြိုးစားနေရလို့ဆိုလာခဲ့တာဖြစ်ပါတယ်။မြင့်မြတ်ဟာပရိသတ်အချက်တွေကိုပုံမောသိမ့်ပိုက်နိုင်ဖို့အတွက်စစ်ပတ်ထွက်အောင်ကြိုးစားနေရဖြစ်ပါတယ်။ကြိုးစားမှုရဲ့အရာထင်နေဆိုတဲ့အတိုင်းပဲအရင်ကလိုမဟုတ်တော့ပဲမြင့်မြတ်တယောက်ဘော်ဒီတောင်းတဲ့လူတယောက်ဖြစ်နေပြီပဲဖြစ်ပါတယ်။မြင့်မြတ်အခုလိုမျိုးပြောင်းလဲလာတာကလည်းကြိုးစားခြင်းနဲ့စိတ်ရှိနေရကြောင်းဖြစ်ပြီးတော့ အရင်လိုအရက်ပီယာတောက်တာမျိုးတွေကိုမလုတ်တော့ဘူးရှောင်လာတယ်လို့လည်းမြင့်မြတ်ကိုနီးပြပေးနေတဲ့ဂျင်းထရိနာမျိုးနိုင်ထွန်းကပြောလာတာဖြစ်ပါတယ်။ဂျင်းထရိနာမျိုးနိုင်ထွန်းကတော့နမဲကြီးနီးပြဖြစ်ပြီးသူကိုယ်တိုင်လည်းလပ်ပတန်ဆွမ်းတဲ့ခနာကိုကိုပိုင်ဆိုင်ထားတာဖြစ်ပါတယ်။